ကနေ့သာသနာတော်တက္ကရာ2548ခုနှစ်ကောဇာတက္ကရာ1366ခုနှစ်ရာသလပြည့်ကျော်14ရက်နေ့ညရန်ကုန်တိုင်းမင်္ဂလာတုံမြို့မလွန်သေးဆံလူသိင်းကြီးဤမလွန်သိင်းတော်ဘွယ်မှာတန်တုလဒါနအထူးတရားဘွယ်မှာသာဝဇ္ဇနုရဲ့အလှည့်ကြရောက်ပါပြီဒီနေ့ဘုရားကအရင်ကတော့မြေတံအစွမ်းအမခန်းဆိုတဲ့တရားကိုဟောဖို့ အာရုံပြုထားတယ်။သို့တော်ဒီမှာမေဝေလေးတစ်ခုလာပြီးတော့ပြည့်တတ်တဲ့ကမေးထားတယ်။အဲ့ဒီမေကွန်းလေးကလည်းစိတ်ဝင်စားဖို့လည်းကောင်းတယ်။နောက်ဆုံးအခုမြန်မာဒီပြည်လုံးပေါ့ပြန့်သွားတဲ့မေယုဝလာဘုရားဘာသာနဲ့တကယ်ဘုရားဘာသာကိုယ်ပေါ့အဲ့ဒီကွေမှာဆိုတော့တနာကြီးနဲ့အပြီးဟောတော့ဦးဇင်ဟောပြောခြင်းစရာတွေအများကြီးကျန်တယ်။ဒါကြောင့်ဒီမေကွန်းလေးလည်းဖြည့်ပေးခြင်းနဲ့ အဲ့ဒီမယောဗလာဘုရားဘာသာနဲ့တကယ်ဘုရားဘာသာတရားရဲ့အဆက်ကိုပေါ့နော်ဒီလိုကြွားကြပါစို့ပြောကျင်စရာကြံနေတဲ့အချက်တွေစိတ်ဝင်စားတဲ့အချက်တွေကိုဆက်လက်ပြီးတော့ဟောပြခြင်းတယ်အဲဒါကြောင့်ဝိနည်းတရားကိုတရဏဂုံအစွမ်းအံ့မခန့်လို့မှတ်ကြဘယ်လိုမှတ်မလဲဘုရားတရားတန်ခါတရဏဂုံ၃ပါးရဲ့စွန့်ဤတတိများကိုအံ့မခန့်နာကြမှာဖြစ်ပါတယ်တရဏဂုံအစွမ်းအံ့မခန့်တရားဟောကြမယ်ဆိုတော့ မယုဂလာဘုရားဘာသာနဲ့တကယ်ဘုရားဘာသာခွေမှာအစာပိုင်းမှာပြောခဲ့တဲ့တတိပိစကားလေးတစ်ခုဒီမှာထပ်ပြီးတော့ပြောပြခြင်းနဲ့တစ်ဆက်တည်းမိတော်အောင်လို့ပါအဲဒီမှာဝိသုဒ္ဓိမတကရံမှာလာတဲ့ပုထုဇဉ်တွေကြိုးပြီးတော့မသိနိုင်တဲ့အရာ၅မျိုးဆိုတာဥစဉ်တို့ပြောပြခဲ့တယ်ပုထုဇဉ်တွေကြိုးမသိနိုင်တဲ့အရာ၅မျိုးကနံပါတ်၁ဇီဝိတဘယ်အတက်ရမှာတရားမယ်လို့ဆိုပြီးတော့မသိနိုင်ပါဘူးသိခြင်းနဲ့အတက်ရမှာသိကြရပါတယ် ပြန်ပြီးဘယ်နာယောဂာနဲ့တရားမလို့ကြိုးပြီးတော့မသိနိုင်ပါဘူးသိခြင်းနဲ့ယောဂာနဲ့ရုပ်တရားသိချင်ရပါတယ်ဒီနေ့ပဲဦးဇင်းတို့ရှင်ပြည်သားမျိုး ရှိရွက်မှာဒီတနှစ်ပြည့်ပေါ်တနှစ်ပြည့်နှစ်ပတ်လည်ဆွမ်းကြွေးတခုသွားခဲ့ရတယ်တက္ကမလေးတို့36နှစ်ပဲရှိသေးတယ်မဆူဆူဝင်အဲ့ဒါရုပ်တရားကြီးပဲပေါ့ ကင်စာဆိုတာဖြစ်ပြီးတော့အဆုတ်ကင်စာထဲမှာတည်ဆုံးပေးရတယ်ပေါ့။ဒါကြောင့်ဦးဇင်းတို့ယောဂီတို့အားလုံးဟာဘယ်နာယောဂာနဲ့တရားမကြိုမသိနိုင်ပါဘူး။တေခြင်းတရားဟာရေပန်းနဲ့ကြိုလို့အမြဲတမ်းကန့်နေတာပါ။ဒါကြောင့်လောဘဒေါသမောဟတွေများအပြင်ဘက်ကိုထွက်လာတော့မှဆိုသတိပြုလိုက်ပါ။ဩငါသေးဖို့နေနေတယ်ပါလား။လောဘနဲ့များသိရင်ပြစ်တာပုံသွားရည်ရဲ့ဒေါသနဲ့များသိရင်ငရဲကြရရည်ရဲ့ မောဟနိုင်မြန်သိရင်တိလိစ္ဆာန်ကိုရောက်ရကြည်ရဲ့လို့ဩတ္တပပေါ့သူတော်ကောင်းတရားတန်ត្រာကြောက်တဲ့စိတ်ကလေးပေါ့ဝင်ပြီးတော့ဆင်ញင်ကြသိခြင်းပါလေလောဘတောတော်မောဟတွေမထွက်ကြပါစေနဲ့တတိပြုကြပြာတိပေါ်တာကြောင့်ဘယ်နာယောကနဲ့တရားမကြုံမသိနိုင်ဘူးကာလမနဲ့နေ့လေညဘယ်ကာလသိမကြုံမသိနိုင်ဘူးတရားနိကေပနံဘေနယဘေရိတသေမေဘေဒုတ်တံတေချုံမကြုံမသိနိုင်တချို့လည်းပြေတံများရေ တေရာတောင်မှမယံဟာစီလူတဲ့ပုဂ္ဂိုလ်များတွေ့ဘူးတဲ့ပြောလိုက်အောင်မယ်တော့ဖြတ်ပြီးတော့တချို့ယေေတဲခမှအတုပကိုလေဓာ်ပုံတွမရကြဘူလမိကပေါင်းတာတွေမလဲကြဘူးလားအဲ့ဒါအဘောလုတ်တယ်ပါယောဂီတို့အတုပါတဲ့ပါဠိမြန်မာလိုမတင့်တယ်တော့ပါဘူးတဲ့နော်ဘလို့မှမတင့်တယ်တော့မတင့်တယ်ပါဘူးဆိုတဲ့အတုပါဘာဖြစ်လို့များမိကတွေလျှောက်လဲရတာလဲလကားကုံတာပေါ့အဲ့လိုလိမ့်မယ်စားသူ့တို့ရဲ့ဒါနပြုလို့အမြပေးလက်ဆန်းအကျိုးမရှိဘူးလား ဒါဓာတ်ပုံတွေရိုက်လိုက်ကြတာအများကြီးပဲအများအထက်တကြီးရိုက်ကြတယ်။ရိုက်ပြီးတော့ရုပ်ရိုက်ဓာတ်ပုံတွေကိုပုံကြီးချက်ပြီးတော့အိမ်မှန်ချိတ်ထားရလား။ထိုက်ပုံမချိတ်ပါဘူးနော်။လက်မရှိဘူးဆိုပြီးတော့အဲ့တော့ဒီလောကဟိုဘုန်းကြီးတွေပြောတာပြောလိုက်အောင်မယ်။သူသူကရင်ဖွင့်သွားတာမဟုတ်ဘူးပဒနာဆရာတော်ကပါ။ဦးစင်းကကိုတရားဝမ်းမရှိတဲ့ရဲ့ဆိုလို့ရှိရင်တရားဝါလိုက်နာနေတာပေါ့။ဆရာတော်ကပြောတယ်ပြလင်ကောင်းနေပြီးတော့ခင်ဗျားတို့ပြောလိုက်ရအောင်မယ်တဲ့။ခင်ဗျားတို့ကလူသေးလို့ရှိရင်တဲ့ အဲ့လူတွေဝတ်ခဲ့တဲ့ပစိုးတွေခမိုင်နေကြတော့တခါတဲ့နေကြတဲ့လက်ကတွေချုပ်ပြီးတော့ကြောင်းလာလူတယ်တေးတဲ့ပုဂ္ဂိုလ်ကုသိုလ်ရအောင်ပါဖရားတဲ့မဟုတ်ပါဘူးခင်ဗျားတို့ကြောက်လို့ပါဟုတ်လားမဟုတ်ရဲလို့တဲ့နောက်အဲ့လူတွေတွေနဲ့ကရင်ကြီးလည်းပဲကြောင်းလာလူတယ်တဲ့တေးတဲ့ပုဂ္ဂိုလ်ကုသိုလ်ရအောင်တဲ့အဲ့တော့ဘုန်းကြီးကပြောတယ်အဲ့လိုတေးတဲ့ပုဂ္ဂိုလ်ကုသိုလ်ရအောင်ဆိုရင်ဗျာတဲ့တေးတဲ့ပုဂ္ဂိုလ်ဟာဆွေကျိုးဆွေရင်လည်းတေးတာပဲတဲ့လက်စွပ်ဝင်လည်းတေးတာပဲတဲ့ အဲ့ဒီဆွဲရည်လက်ဆိုကြအကြောင်းဆောက်အောင်ခရာဒေတဲ့ဘုက္ခုတို့ရောက်တော့ပြောင်းမလာမလို့ပါဘူးဟုတ်လားမကောင်းတာမှပို့တယ်ဘုရားကောင်းတာလည်းပို့ကြပါအောင်လည်းနော်အခုလည်းအဲ့မဲ့ဆရာတော်ယောဂီတို့ဟိုက်နေမှာနော်အမြဲတမ်းတရားပွဲကျင်းပရအောင်နော်တိကျခန်းခန်းနာလုပ်မယ်လို့ပြောတယ်အဲ့ဒါကြောင့်ကောင်းတာလေးလေးကြောင်းပို့ပြီးတော့နော်ကုညီကြမောဆရာတော်ဟုတ်လားမကောင်းတာလေးကြောင်းပို့ကြတယ်ပို့ဒီတော့ဒါကအခုဦးဇင်းတို့ထွက်တာလိုက်တာကဒေယနိုင်ကေပဏ္ဏပေါ့လေးခုမြောက်ကမိမိဘယ်နေရာမှာတည်မဲ့ ဘယ်တော့မှတကြုံမကြုံမသိနိုင်ပါဘူးဦးဇင်းတို့ဆိုကြုံတော့ပိုးတော့မသိနိုင်သေးဘူးဦးဇင်းတို့ဒီဝါဆိုတဲ့အချိန်လေးပဲကြောင်းမှမြဲတယ်ဝါကြွတာနဲ့ပြိနေနေရဦးဇင်းရှောက်သွားနေရတာတေကျင်းတဲ့နေရာတေးမှာပါနော်မသိနိုင်နောက်ဂတိတဲ့တေးပြီးတဲ့နောက်ဘယ်ပုံလဲလို့ဘယ်ပုံရောက်မှလို့လည်းကြိုးတော့မသိနိုင်ပါဘူးဒါဟာပုထုဇဉ်လေးကြိုပြီးတော့မသိနိုင်တဲ့အရာ၅မျိုးပါအဲ့တော့ပုထုဇဉ်တိုင်းယောဂီတို့လူပြည့်စေရံပြည့်စေဘယ်သူမှမစိုးပေါ့နော်မသိနိုင်ဘူး ဟာတကျွတ်ထင်းတယ်ဘုန်းကြီးတွေပါယောဂီများကြီးသိဆုံးလို့ရှိရင်ပြန်တော်မူတယ်လို့မတော်ဘူးလားတောင်းတယ်တကယ်တော့ယောဂီများ납ပြီးပြန်တဲ့ဘုန်းကြီးရှိတယ်လို့အပယ်လေးပါရှိုးသွားတဲ့ဘုန်းကြီးတွေအများကြီးဘုန်းကြီးလောက်ပြီးတော့ဘုန်းကြီးကျင့်မကျင့်တော့သွားတာပဲယောဂီတွေသူလည်းပုထုဆင်မဲ့လေစိတ်မချရပါဘူးဒီတော့လက်တွေ့လာတကားတခုပြောပြမယ်ဒါလုံခဲ့တဲ့နေ့ပေါင်း90ကျော်ကန်းကပေါ့ဒီချိန်အင်္ဂလိပ်မျိုးအုပ်ချုပ်တဲ့အချိန် ဒီချိန်မှာစာရေးစာချတရားဟောတရားပြလေးမျိုးလုံးကိုအသက်နဲ့အမြောင်လောက်သွားတဲ့ဆရာတော်တွေပါလေဒီဆရာတော်ပေါ့အဲဆရာတော်ကြီးကကျမ်းစာရေးလက်ကြီးတရားလိုက်ဟောတယ်အဲ့လိုဟောရင်းနဲ့ဆရာတော်ပြားကြီးရန်ကုန်တိုင်းပေါ့ဟိုတော့ဟုခရမ်းမြို့ရောက်သွားတယ်တရားတစ်ပွဲဟိုတည်းလေးလပိုင်းမှာသုံးပါမှာတစ်ပွဲရှိပါတယ်ရောက်တော့တရားမဟောမိညမှာဆရာတော်ကြီးကအဲ့တဲတဲ့ရွာเจ้าနောက်မှာဇင်းညာလျှောက် ဒီချိန်မှာမကောင်းဆိုးဝါးပြိတ္တာကြီးတစ်ကောင်ပေါ့မဲမဲလုံးလုံးကြီးတဲ့ဇဘာထဲတဲ့ပုတ်လောက်ပေါ်မှာရှိသူကဆရာတော်ကြီးရောက်လာပြီးတော့ဥတိုက်ရှ िख ိုးတယ်ဆရာတော်ကြီးတို့ကတော့သုတ်တန်သူတွေဆောက်တည်ပြီးတော့တင်းချမ်းနေမှာနေနေကြဆိုတော့မကောင်းဆိုးဝါးဆိုတော့ရိုးနေပြီးကြောက်เสียမှာမဟုတ်တော့မကောင်းဆိုးဝါးမှန်သမျှဟာတနာစရာတော့ဖြစ်တယ်အမျှလူချင်းလို့လာကြတာဒါမှတ်သွားကြအောင်တရားဆိုတာမချောက်တတ်ပါဘူးနော်တို့တို့အဆင်းကွာကြောက်เสียရဖြစ်နေတာ ဲ့ပြရတယ်ဆိုတာအမြတောင်းတယ်လို့မှတ်ပါဒါကြောင့်ဒေဇေတရားပြတာဆိုတာကြောက်စရာမဟုတ်ပါဘူးတနာစရာလည်းဖြစ်ပါတယ်ဒါတို့ရမေးတယ်ဘာကူညီလို့လဲဆိုတော့အဲ့မှာညမကောင်းစိုးရရမြေကြီးကငိုပြီးတော့လျှောက်တယ်ဆရာတော်ပြတပည့်တော်ကဲပါတပည့်တော်လွန်ခဲ့တဲ့လေးလကဒီကြောင်းကပြန်နမှုသွားတဲ့ကြောင်းတန်ခွင့်ကြီးပါဗျာခြေစမ်းပြေတယ်စိတ်ဓာတ်ကိုရောက်နေတာနော်အပေးကြနေတာအဲ့ဒါတပြည့်တော့ဒီဘွားကကျွတ်လောက်အောင် ာနာပြုပြီးတော့အမြပေးပါဗျာပြီးတော့ဆရာတော်ကြီးကယဟန်ချင်းဆိုတော့ကရုဏာတော်တော်နဲ့ပြောမိတဲ့အရှင်ဘုရားရဲ့ဖြစ်မှာဖြစ်ရတရားဓမ္မတွေအပေမကြအောင်တရားပြတရားဟောတဲ့အရှင်ဘုရားကကိုယ့်ကိုယ်ကိုအပေမကြအောင်မစောင့်ရှောက်နိုင်ဘူးလားဒီတော့မကောင်းဆိုးရပြန်လျှောက်တယ်။ဒါပြည့်တယ်လဲခါမှာပဲဗျာ။တပည့်တော်ပြန်တော်မူပါနေအချိန်မှာတက်ချီကိုဖြစ်စေတမ်းမဲ့ကိုဖြစ်စေဆွဲလန်းတဲ့လောဘနဲ့တည်ရင် ရိတ်တာပုံရောက်တယ်ဆိုတာတပည့်တော်သိထားပါတယ်ခင်ဗျာ။ဒါကြောင့်တပည့်တော်အစွဲလန်းနေဖြတ်ပြီးတော့တရားလေးအောင်ပြုတ်ခိုက်မှာ။အလိုက်ကန်းစုံမသိတဲ့ဓမ္မတယောက်ကအာဆရာတော်ဆရာတော်ကြောင့်ရင်တပည့်တွေမရသေးဘူးခင်ဗျာ။အဲ့လိုလှန့်လျှောက်လိုက်။အဲ့ဒီမှာတပည့်တော်စိတ်ကငါကြောင်ဆိုပြီးတော့ကြောင်ကိုစွဲတဲ့လောဘစိတ်ဝင်သွားတယ်အဲ့ဒီခိုက်နေ။စိတ်ကမြင်တယ်လေ။အဲ့လိုကြောင်ကိုစွဲတဲ့လောဘစိတ်ဝင်တဲ့ကံမှာသုဒ္ဓစိတ်ကြတယ်။သိတယ်ပေါ့ဗျာ။ဒါကြောင့်တပည့်တော်ဒီကြောင်နဲ့မှမကောင်းစွာဖြစ်နေပါတယ်ခင်ဗျာ။အဲ့မှာနေဆရာတော်ကြီးက ြီးစွာတန်ဝကရပါတယ်။ဩကုတုဇိန်ရဲ့ဂတိဟံမမြဲပါလား။စိတ်မချရပါလား။ကုတုဇိန်တို့ရဲ့ယဟန်ဖြစ်တောင်းမှာအပေလေးပါကြာသေးတာပါလား။အဲ့မှာနေဂတိပေးပြီးတော့နောက်ရမှာတရားတော်မှာဒီခေါ်အဲ့ဒါညာသံဃာများဖြင့်စွန့်နေတဲ့ငန်းနေပြုပြီးတော့အမြှပေးမှဘုန်းကြီးတွေရဲ့မကောင်းဆိုးဝါးကြီးအဲ့ဒါအကြောင်းတွေကကျွတ်လွတ်သွားချင်ပါတယ်။ဒါတော့ဒီပြည့်ကိုတရားဥမှာဘာကြောင့်ထုတ်ပြောရတယ်လဲ။ယောဂီများအတွေးခေါ်လေးတွေးခေါ်စေခြင်းလို့ပါ။ ဒီလိုဆွဲလန်းစရာသားတွေမြားတွေဘာမှမရှိဘူးဆွဲလန်းတတ်မဲ့စရာဘာမှမရှိပါဘူးလို့သတ်မှတ်ခံရတဲ့ယဟန်တော်တပါးတောင်မှာဒေဂန်ဤချိန်မှာစိတ်မထားတတ်အပယ်လေးပါကြာသေးရင်သားတွေမြားတွေစီစဉ်ဥစ္စာရွှေငွေရတနာတွေဆွဲလန်းစရာပေါများတဲ့လူဘုဘောတရားတော်မှဒီဆိုပို့ပြီးတော့အပယ်မကြနိုင်ဘူးအဲ့ဒီလိုတွေးစီခြင်းဒါကြောင့်လို့ဦးဇင်းတို့ တန်ရုပ်ပါဠိတော်နခတိခတုံးမှာနခတိကုမတုံးမှာဘုရားကဥမာနဲ့ဟောဘူးတဲ့ငါဖះလက်တဲ့ဘောကမြင်မုံရဲ့တဲ့ဟောဒီအောက်ကမဟာပရိမြေကြီးရဲ့ဘုသူကမြတ်တယ်မိတော့ပြည့်တယ်တွေကဖြည့်တယ်ဘာမဲဆိုပြီးအောက်ကမြင်မုံတွေကမြားပါတယ်ဗျာဖះလက်တဲ့ဘောကမြင်မုံကဘာမှပြောပါလောက်ပါဘူးခင်ဗျာအေးအဲ့ဒီဥမာတိုင်းမင်းတို့လူဝါကနေသိပြီးတော့ လူဘုံနဲ့ဘုံမြမဘုံလို့ခေါ်တယ်သူကတိကောင်းတဲ့ဘုံရောက်တဲ့လူသားဆိုတာငါပြလက်သက်ဘုံကမြေမှုတ်ပမာဏလောက်ပဲရှိတယ်လူဘောင်းကနေသိပြီးတော့အပယ်ငရဲ့သွားတဲ့လူသားတွေဟာဟောဒီအောက်ကမဟာပဒဝီမြေကြီးအမှုတ်ပမာဏလောက်ရှိတယ်ဒီရတနာထောက်ခြင်းပြည့်တတ်လို့လူသားတယောက်တကားတော်မှာများကောင်းရာသူကတိရောက်ဖို့လွယ်ရဲ့လားမလွယ်ဘူးဒါဆိုရှင်ပြဒီလိုတွေတွေ့သည် အပယ်လေးပါပဲသွားကြတော့မလားမသွားရပါဘူးအဲ့လိုအပယ်တကပြည့်စုံခြင်းလုံးလို့အပယ်တကပြည့်တဲ့ကုသိုလ်တွေရစေခြင်းလုံးလို့ဇေယသီရိကြောင့်ဆရာတော်ကြီးနဲ့တကွာမလောဆန်းတော့ဆန္ဒသိမ်းရတရားကြီးများဥဆောင်ပြီးတော့တရားဟောတွေကျင်းပါကြတယ်ခဏိတရားဓမ္မများအပယ်တကပြည့်တဲ့နတ်ပြည်ကိုအလိုအလွယ်တူရောက်နိုင်တဲ့တရားဟောပြီးမှဖြစ်ပါတယ်အဲ့တော့ဆင်းတို့အင်္ဂုတ္တတက္ကရာမှာဒီမှာလင်္ကာမရွတ်တော့ပါဘူးရှေ့ကွေမှာလင်္ကာရွတ်တယ်ဒီမှာအတိပယ်လေးပဲပြောမယ်အပယ်မလားစေတဲ့ ုသိုလ်ဇဉ်နဲ့အားကိုးရတဲ့ကုသိုလ်ခုနှစ်မျိုးရှိပါတယ်တဲ့သင်္ကိုတော်ထေကရာမှာနံပါတ်1တရဏဂုံဆွဲမြဲတဲ့ပုဂ္ဂိုလ်အပေလေးပါမကြောက်နံပါတ်2ငါးပါးသီလမြဲတဲ့ပုဂ္ဂိုလ်အပေလေးပါမကြောက်နံပါတ်3ဘုဒ္ဓနိဗ္ဗာန်ကိုပေါ့အောင်စွမ်းနေစွမ်းမြင်အောင်လူတဲ့ပုဂ္ဂိုလ်များအပေလေးပါမကြောက်နံပါတ်4စေဣဓာမလူတဲ့ပုဂ္ဂိုလ်အပေလေးပါမကြောက်နံပါတ်5ဝါသုသင်္ကန်းလူတဲ့ပုဂ္ဂိုလ်အပေလေးပါမကြောက်နံပါတ်6 ရေတွင်းရေကန်လှူတဲ့ပုဂ္ဂိုလ်အပဲလေးပါမကြဘူး။နောက်ဘက်ခွန်တန်ကြီးကကြောင်းလှူတဲ့ပုဂ္ဂိုလ်မြေအပဲလေးပါမကြဘူးလို့အင်းကိုယ်တော်တက္ကရာမှာပုတ္တဇဉ်နဲ့အာဟုတင်နဲ့အပဲမကြတဲ့ပုတ္တခုနှစ်မျိုးပြတ်တယ်။ခဏဒီဦးဇင်းကထိတ်ဆုံးကအရေးကြီးဆုံးတရဏဂုံကြောင့်အပဲလေးပါမကြဘူးအောင်ပြောပြပေးမယ်။ပြောပြမိမှာအဲ့ဒီတရဏဂုံရဲ့အဓိပ္ပာယ်ကိုမူလပါဏာတအထက်ကရာကတရဏဂုံရဲ့စွန့်တက်တဲ့၅မျိုးဖွင့်ပြတယ် တရဏထာတောတဝံတရဏကရဏံဘယံတတာတံဒုက္ခဒုက္ခိပရိကိလေသံဟိန္တရိဝိနာသိတိတိအတောယရဏတယတိဝဒံအဓိဝသနံအဓိပ္ပာယ်ဉာဏ်ဉာဏ်ပြလိုက်ကြလို့ဉာဏ်ဉာဏ်ပြီးတော့အောင်ပေါ့အဓိပ္ပာယ်ကတော့ဘယံတရားတံကတရဏဂုံသုံးမှဆွံ့မြဲတဲ့ပုဂ္ဂိုလ်ဟာပေါင်းကျုံ၅မြို့ရလိမ့်မယ်ကောင်းကျုံ၅မြို့ကဘာတွေလဲတဲ့ဘယံဘေးကင်းပါတယ်တရဏဂုံမြဲတဲ့ပုဂ္ဂိုလ်များဘယ်တော့မှဘေးမရဘူး တန်တာသကြောက်တဲ့စိတ်လေးလန့်တဲ့စိတ်တွေပယ်ပြောက်သွားပါတယ်။နောက်ဒုက္ခကိုယ်ဆင်းရဲစိတ်ဆင်းရဲတွေလည်းပဲပယ်ပြောက်သွားပါတယ်တဏှာကုံရောက်။နံပါတ်၄ဒုက္ခတိအပယ်လေးပါလည်းမလားတော့ပါဘူးတဲ့။နံပါတ်၅ပရိကိလေသာ စိတ်ရဲ့ညံ့နှွမ်းမှုများကိုလည်းပဲပယ်ဖြောက်ပေးပါတယ်တဏှာကုံဒီတာကောင်းကျိုးပဲနှမျိုးလေ။၅မျိုးပြောပြမြည် မှတ်မိဖို့လည်းအရေးမကြီးဘူးလားရေးကြီးတယ်နော်မှတ်မိအောင်လည်းနာကြယောဂီတို့မှတ်မိဖို့ဆိုတဲ့နေရာမှာတရားနာတဲ့အချိန်မှာအဲ့ငန့်နေမှတ်မိပါမလားဒါလည်းသိစေချင်တယ်နော်အဲ့မငန့်နေပါဟုတ်လားတတိနဲ့နာအဲ့ချင်းရင်နေလို့နေကလေးပါလေးဆွဲရမ်းပါလေဟုတ်လားပြီးတော့လမ်းလေးပါလေးနောက်မှသွားထလျှောက်လိုက်ရလူလဲဝါကျင်းရမိတယ်လို့လက်မခံဘူးဟောတဲ့တော့ဒကမကြီးရအောင် သူအရှောင်မားတယ်ဘုန်းကြီးတွေဒုက္ခရောက်ခဲ့ဦးတယ်ဒါလည်းပဲငိုက်လို့ပါဒီမှာအောင်စုကန်နေတဲ့သင်ပေးဦးမယ်အောင်စုနေဆုံးကန်ဒီပေါ့ရဟန္တာငါတော်မြတ်ကိုအောင်စုကတ်ရင်အောင်တက်တယ်နဲ့စောစောဆုံးကတ်ရတယ်ဒီမှာတရားနာရတယ်တချို့ကမသိဘူးအောင်စုပြင်ပြီးတော့မုန်းလင်းပြီးတော့ဆုံးမကတ်ကိုတရားအရင်ဟောခိုင်းဘုန်းကြီးတွေကညဆုံးမှမစားပဲဘယ်ထက်စားနေတာဟုတ်လားအဲ့ဒါဆုံးမကတ်ပဲ တရားရင်ဟောကတော့တော်တော်ပင်မတယ်ပေါ့ဒါကြောင့်အောင်ဆုံးဆိုရင်ဆောဆောဆုံးရင်ကပြီးမှတရားနာနေသွားဆိုတော့ကြောင်းမြန်နေသွားဆိုတော့နောက်ကြလေကောင်းလေဒါကြောင့်၁၀နှစ်လောက်မှပင်တရားအရင်နာ၁၇နှစ်ထိုးပြီးမှ ကတ်တာအကောင်းဆုံးပဲပေါ့အခုဒကမကြီးညံကောင်းဒကမကြီးကြောက်ပါသူကသိပါတယ်ဒါကြောင့်သူကနောက်ကိုရင်လေးတွေဆိုတာဆုံးစားမလိုက်ရဘူးဆိုပြီးတော့တန်ငါကုန်ပင်အပန်း90လောက်ပေါ့အဲ့ဒါချက်ချက်ပညာလုံးချက်ချက်ကြိုးကြပေါ့လေမိုးလင်းချက်ချက်ရတာတရားဟာဒီနှင်းနေအမေရိကန်ကျက်သားပဲ ငိုင်းပြားကြီးကျော်တခုကျန်တယ်ငယုတ်တိထောင်းလာကြာတော့ဘို့ဗျာဒါတော့ငိုင်းငယုတ်တိထောင်းလို့ရှိတယ်ငိုင်းလိုက်ထောင်းလိုက်ပေါ့ဘုန်းကြီးတွေကစီတန်းကြွာလာရောအဲ့ဒီမှာသူပြောချင်တာကသတိလို့မြန်မာလောက်ကြာဒီမှာငယုတ်တိထောင်းလို့ရှိတယ်ဘုန်းကြီးတွေကြွာလာပြီလို့ပြောချင်တာပေါ့အဲ့ဒါငိုင်းတော့ပြတာပြောတာမှားသွားတယ်သတိလို့မြန်မာလောက်ကြာဟေးဟောဒီမှာဘုန်းကြီးတွေထောင်းလို့ရှိသေးတယ်ငယုတ်တိတွေကကြွာလာပြီဟုတ်လားထောင်းအောင်ငယုတ်တိဘုန်းကြီးတွေသွားထောင်းတော့အဲ့ဒါအဲ့ငိုင်းလို့ပါဗျာဘာဖြစ်လို့လဲဒါကြောင့်အိမ်မငိုင်းနဲ့ခေါင်းကြီးတက်ထောင်းပြရမယ်နော် မှတ်မရအောင်လည်းနာကြ။ကံယောဂီတို့မှတ်မရအောင်เนาะတေချာနာအခု၅မျိုးပေါ့ပြန်ပြောမယ်နံပါတ်1တရတမုန်တိတဲ့ပုဂ္ဂိုလ်ကဘေးကင်းတယ်เนาะနံပါတ်2ကြောက်တဲ့လက်နဲ့စိတ်တွေလည်းကင်းတယ်နံပါတ်3ကိုယ်စင်းရဲ့စိတ်စင်းရဲ့လည်းကင်းတယ်เนาะနောက်နံပါတ်4ကဘာဖြစ်သွားလဲအပယ်၄ပါးကလွတ်တယ်နံပါတ်5ကစိတ်ရဲ့ညင်နွမ်းမှုကလည်းလွတ်မြောက်သွားတယ်လို့၅မျိုးပေါ့เนาะ အဲ့ဒီငါးမျိုးတက္ကဝဇင်တို့ဖရာတရားတန်ခါကြောင့်အပေလေးဘက်ကလွတ်သွားတယ်ပါတာချမ်းသင်္ဘောသား900ကျောင်းနှထောင်ပါတာချမ်းသင်္ဘောသားတွေပါဒါဒေဝတာတန်ရုပ်ပါဠိတော်တပ်ပြီးတုံးမှလာပါတယ်လူရင်းလေးပြောကြသူဇင်ကအတွေးလေးပြောချင်တာဘူးအဲ့တော့သာဝတိမျိုးကနေပြီးတော့အခုခေတ်လို့ပါပဲကုံတင်သင်္ဘောကြီးပေါ့ကုံတယ်ပေါ့900ကျောင်းတင်ပြီးတော့ထွက်လာခဲ့ကြတယ်ထွက်လာခဲ့ကြတော့လမ်းကူလမ်းမှာ အဲ့ဒီသင်္ဘောကြီးဝမ်းမကြီးရဲကြောက်ဆောင်နဲ့ထုံးယူတော့ပေါ့ပင်လေတဲ့မှာဒီချိန်မှာမော်ဒန်နေရာလဲကြာအဲ့တော့တဖိဖိကြီးနစ်မြုပ်သွားတော့ပေါ့မျက်စိတဲ့မြင်အောင်ယောဂီတို့တိုင်တန်းနဲ့ဇာကကြီးကိုအဲ့ဒီဟိုက်တာမျက်စိတဲ့မြင်လိုက်တော့ဖြည်းဖြည်းချင်းနစ်နေတယ်ပေါ့နော်သင်္ဘောကြီးအဲ့တော့လေကြောက်လာတကြားခါတဲ့ပေါ်ရခဲ့ကြတဲ့ဘာသာချသင်္ဘောသားတွေကသူတို့ကိုယ်ပေါ်တဲ့ဘာသာဖျားတွေတပြီးတော့ဟိုပြီးဒီလွန်းမိုးလက်လူလက်မိုးပေါ်ရလေပေါ့အော်အဲ့ဒီချိန်မှာသင်္ဘောသားတရားကတော့တီတီကြီးကြီးထိုင်းနေတယ် ဘာမှကြောက်တဲ့လမ်းနဲ့အမှုရမတွေ့ရကြည့်တော့သူမြတ်တဲ့သူတော့ကြံတဲ့သင်္ဘောသားများကသူ့ကိုတတိထားမိသွားတယ်ဟာဟုတ်မှကြည်စမ်းငါတို့မှသေမှကြောက်လို့ဟိုပြေးဒီပြေးဟိုလွားဒီလွားဟိုငိုဒီငိုပေါ့စူးညံလို့သူ့မှငြိမ်တယ်လို့ဧကံမောကြဒီမိတ်ဆွေကြီးမှဒီသင်္ဘောသားမှတည်ခြင်းတရားကိုမကြောက်တဲ့တရားရှိလိမ့်မယ်တို့သွားမေးကြရအောင်ဆိုပါတရားသင်္ဘောသား900တို့ကအဲ့ဒီသင်္ဘောသားကြီးနဲ့ပတ်ထံပြီးတော့မေးကြတယ် မိတ်ဆွေခင်ဗျတေးရမှာမကြောက်ဘူးလားဘာလို့လို့ခင်ဗျမတော်လို့တာလဲကျုပ်တို့မှကြောက်လို့ဒီမှာနေကြမရှိဘူးကျုပ်မကြောက်ဘူးတော့ကွာဘာလို့မကြောက်လဲကျုပ်ကဘုရားဘာသာတယောက်ပဲအခုနေမမလက်မိမှာမထုတ်မိမှာကျုပ်ကတန်ခါများပဲတက်နေနေများလှူဒန်းပြီးတော့တရဏဂုံနဲ့၅ပါးတိလာစောက်တည်ခဲ့တယ်။အဲ့ဒီဖယံတရားတန်ခါတရဏဂုံသုံးပါးကျုပ်တံမှာအခုတည်းဆွေးမြေ့နေတယ်ကျုပ်တခြားဘာမှမဟုတ်ဘူး။ဖယံတရားတန်ခါတော့ဥပ္ပဝရတယ်။ တောင်တမီဘုရားဘာသာတယောက်ကလေးရင်ခတ်ပြီးပြောရေးတယ်။ပြည်တယ်မယ်အဲ့လိုပြောရအောင်ကြိုးစားကြရအောင်နော်။တကယ်ဘုရားဘာသာတယောက်ဖြစ်အောင်။အဲ့လိုဘုရားနဲ့အိမ်ပေးမှာယောဂိမြအယုတ်မျိုးစုံရှုပ်ွားနေရင်တော့အဲ့ဒါကာဗျာဘုရားဘာသာတဲ့။ဘာဘုရားဘာသာ။ကာဗျာဘုရားဘာသာစစ်သေးရဲ့။မစစ်တော့ဘူး။တကယ်ဘုရားဘာသာဆိုရင်ဘုရားတရားတန်ခါဒါပဲကျမ်းတော့မရှိအောင်။ဓမ္မထားတယ်နော်။အဲ့ဒါကုသကရဲရင်တတ္တိယရှိပြီလား။ပြောတယ် ်အခုဆိုကျွန်တော်တို့ကသေဖို့ရာဂန်လုံးများကျွန်တော်လည်းသိတယ်ဒါမှမဟုတ်ဖယံတရားတန်ခါတဏ္ဍကုံသုံးပါးဆွေမြေတရိယသေးတဲ့ပုဂ္ဂိုလ်ဟာသောတာပန္နတတိသောနာမသောတာပန္နတူတယ်ဗျသောတာပုဂ္ဂိုလ်သေးတဲ့အခါအပယ်လေးပါမလားတကယ်သို့ပုထုဇဉ်ဖြစ်တော်လည်းပဲဖယံတရားတန်ခါတဏ္ဍကုံသုံးပါးတရိယသေးတဲ့ပုဂ္ဂိုလ်ဘယ်တော့မှပဲမကြဘူးဒါကြောင့်ကျုပ်ရေနစ်ပြီးတော့သေရင်သေမယ်သို့တော့လူဘဝနဲ့နတ်ဘဝနဲ့ရှင်ကြည့်ရင်နတ်ဘဝက ရွှေလက်ကောက်ဆိုရင်လူ့ဘဝကကြည်လက်ကောက်ဆင်မှာပဲပြီးတော့ကြီးလက်ကောက်နဲ့တူတဲ့လူ့ဘဝဆွန့်ပြီးတော့ရွှေလက်ကောက်နဲ့တူတဲ့နတ်ဘဝရမှာကျုပ်ဘယ်မှာလာပြီးတော့ကြောက်မလဲကျုပ်ပိုးတောင်ပျော်သေးတယ်ဒီလိုပြောချင်လိုက်တယ်အဲ့ဒီမှာလည်းဘာသာကြားတွေကသိအားကြတယ်ဩသူတို့ဗုဒ္ဓဘာသာမှာဖရာတရားတန်ခါဒါလောက်ကိုကားပွားတာကိုငါတို့မှာတော့ကြည်စမ်းဘုစုဘေကောင်မသိတော့ဘူးအားကိုးစရာမရှိကြောက်လိုက်ကြတာအဲ့တော့မိတ်ဆွေကြီးကျုပ်တို့ဘာသာတွေဆွန့်မယ် ခင်ဗျားတို့ခင်ဗျားတရားတန်ခါကျုပ်တို့ကိုယ်ကိုယ်တော့ပဲကျုပ်တို့ကိုယ်ရောအဲ့ဒီတဏှာကုံဆောက်တည်ပြီလို့မရဘူးလားရတာပေါ့ရိုက်ဆောက်တည်ပြီပါတော့အဲ့မှာတခါတည်းကလူရအများကြီးဆိုတော့တို့ခုနှစ်ယောက်တရားသီစီတန်းလိုက်သင်္ဘောရေလည်းညစ်နေပြီအဲ့တော့တို့ထိုင်လို့မရတော့ထိုင်ရင်ပင်လေရေရတို့ရဲ့ပါဇာတဲ့ဝင်ကုန်ပါအောင်အဲ့တော့မတ်တရမတ်တရပြီးတော့ပထမတရားစားဆောက်တည်ပြီလိုက်တယ်အဲ့လိုဆောက်တည်ပြီနဲ့ရေတွေကဒူးစေရောက်ပေါ့ဒူးရတရားဆောက်တည်ပေါင်လေရောက် တတိယတရားခါရောက်သုတတရားယင်စုပင်သမဆိုတာလဲပင်ပေါ့နော်စတ္တမဆိုတာလဲပင်မြုပ်ပြီပေါ့နောက်ဆုံး900ကျော်ကြာရုပ်ကတတမမြောက်တရားကျော်ကြာတဲ့ခါတဲ့ရေထားမှာနည်းနည်းပါးပါးပါးစပ်တဲ့ဝင်လာပြီးမြုပ်တော့မှာအကုန်လုံးဒါပေမဲ့မှီပါတယ်အလုံး900လုံးတဏ္ဍကောသုံးပါးလဲဆောက်တည်ပြီးသွားရောအရဟံမှတ်လိုက်ပေါ့ဘုရားဘာသာဖြစ်သွားပါတယ်ဘာဖြစ်သွားဒါလေးမှတ်တော့တို့တက္ကဓမ္မတွေကိုဘာသာရှင်းမြတ်ကမေးခွန်းတစ်ခုမေးလာတယ် ဲ့တော့ဘုရားဘာသာတွေရောဘယ်ကျင်ဘုရားဘာသာဖြစ်ကြလဲလို့မေးခဲ့ရင်တို့ပြည်သက်ဖြေရမှာကရှိတယ်။ငါတို့မှလည်းဘုရားဘာသာဝင်တဲ့ခန္ဓာရှိတယ်။ဖယားတရားသံဃာယေရနာသုံးပါးရဲ့အကျိုးတော်တွေတကယ်ကိုသိပြီးတော့ဖယားတရားသံဃာကိုယင်တဲ့ကတက်လက်လက်ကြီးညိုပြီးတော့ဘုရားတရဏံကိစ္ဆာမိဓမ္မတရဏံကိစ္ဆာမိသံဃာတရဏံကိစ္ဆာမိလို့ တဏ္ဍဂုံသုံးပါးစောက်တည်တဲ့နေဟာငါတို့ဘောဓဘာသာဖြစ်တဲ့နေအဲ့ဒါငါတို့ဘောဓဘာသာဝင်တဲ့အခမ်းအနားဒီလိုဖြစ်ရပါလိမ့်အခုလေတဏ္ဍဂုံစောက်တည်ပြီးတော့ဘာသာကြတဲ့ဘောဓဘာသာဖြစ်သွားအဲ့ဒီအချိန်မှာတင်ဘောဓဘာသာတင်မောတာကြီးကနောက်ဆုံးတတိပြီးတဲ့မိတ်ဆွေတို့တင်မောကြီးနေပြီအဲ့တော့ခင်ဗျားတို့တခြားလောဘဒေါသမောဟတွေဘာမှအဝင်မခံနေတော့ခရတရားတန်ခါတဏ္ဍဂုံသုံးပါးကိုကြီးညိုရင်းနဲ့ရုပ်ပါတရဇိုင်းနဲ့သေခြင်းတရားကိုရင်ဆိုင်ကြလို့တတိပေးလဲပြီးတော့တင်မောကြီးလည်းမြုပ်သွားတယ် အလုံးတည်ကြပါတယ်။ဒါကတော့သူတို့ကိုယ်တိုင်အရင်ဘွားကသူတို့ဘာကိုအဆုလက်အပြုံလက်တက်ဖြတ်ခဲ့တဲ့အာဟုတုကံပြေးများကိုတော့သူပေးဆိုင်ရပါတယ်။သို့တော့ဒေကံလေးမှာကပ်ပြီးတော့ဆောက်တည်ခဲ့တဲ့တဏ္ဍကုံကုတုကံကြောင့်အဲ့ဒီဘာသာကြသင်္ဘောသား900နဲ့သူတို့တဏ္ဍကုံဆောက်တည်ပေးတဲ့ဘုရားဘာသာသင်္ဘောသားကြီးတို့ဟာလူသားနဲ့ဆိုရင်နှစ်ပေါင်း၃၀ကရေနဲ့အနှစ်၆တန်းအသက်ရှိတဲ့တာဝရိန္ဒာနတ်ဘုံရောက်ခဲ့ကြတယ်။ပင်နတ်ဘုံမှာလေ ရှင်းစားတကားတော်မှာတို့ဗုဒ္ဓဘာသာဖြစ်ရတာဘလောင်မြင်အတက်ဆရာကောင်းလက်တည်းလို့ဗုဒ္ဓဘာသာဖြစ်တာဘလောင်မြင်ဝမ်းမြောက်ဆရာကောင်းလက်တည်းလို့တို့တကားတော်မှာများကဲ့သို့နေ့စဉ်ကြုံတိုင်းတရဏဂုံသုံးမှာစောက်တည်ပွားများတဲ့ပုဂ္ဂိုလ်များအသာထားလိုက်အခုဘာသာကြတဲ့ကြည်စံဒေဂန်ဤမိနစ်ပိုင်းလောက်အလုံးမှာကတ်ပြီးတော့စောက်တည်တဲ့တရဏဂုံကအဘယ်တကားပြိပြီးတော့နှက်ပြီးပို့မပေးဘူးလားအေးဒါဆိုရင်တို့တကားတော်မှာဒီဆိုသူတို့ထဲပို့ပြီးတော့ အဘယ်တကပြရမှာပေါ့တို့တို့တည်းပို့ပြီးတော့နတ်ရွာတို့တွေရောက်အောင်မှာပေါ့ဗျာကဲဘုရားတရားတန်ခါကိုယ်ကဝင်ရတာဟာပြေတာများအားငယ်စရာမရှိသေးလားမရှိပါဘူးမရှိဘူးနော်နောက်ရှိမဆက်မိမှာပြေတာမေးခွန်းလေးဖြေကြအောင်ဆိုတော့ကြာမိတော့မှဆိုးလို့ဒီမှာမေးခွန်းလေးမိထားတယ်နော်ဒါဦးစင်းဟောမှတရားလဲကြိုက်သွားပါဘူးဆရာတော်ဗျာတဲ့ တပည့်တော်မာများမရှင်းလင်းသောအောက်ပါဒေသနာတော်များဆရာတော်ရှင်းလင်းပေးတော်မူပါဗျာတဲ့နံပါတ်1ဗုဒ္ဓဘာသာနှမျိုးအကြောင်းဟာရှင်းလင်းဟောကြားပေးတော်မူပါဗျာတဲ့ပြန်ပြောပြအောင်တို့ပါဒီမဲ့ကာယခံဝကံငါချင်းကလည်းကာယရေးတာလည်းမျိုးဇာတိဗုဒ္ဓဘာသာမယုဗလာဗုဒ္ဓဘာသာနောက်အာသာရဗုဒ္ဓဘာသာတကယ်ဗုဒ္ဓဘာသာဇာတိဗုဒ္ဓဘာသာနဲ့မယုလောဗုဒ္ဓဘာသာအတူတူပဲ မြေဘုရားဘုရားဘာသာဆိုတာဇာတိဘုရားဘာသာကို ရှင်းအောင်မြန်မာပြန်ပေးထားတယ်။အာဇာရဘုရားဘာသာနဲ့တကယ့်ဘုရားဘာသာအတူတူပါပဲ။ဒါတော့မြန်မာလိုပဲပြောကြသလိုပေါ့မြေဘုရားဘုရားဘာသာနဲ့တကယ့်ဘုရားဘာသာဘာကွာတယ်လဲပေါ့။ကွာပုံပြောအောင်မြေဘုရားဘုရားဘာသာဆိုတာအဘိုးကွာအဖေအမေတွေဘုရားဘာသာဖြစ်လို့ဘုရားဘာသာဝင်လို့မိမိလည်းဘုရားဘာသာဝင်လိုက်တာ။ဖယားတရားတန်ခါကြောင့်လုံးဝစိတ်မဝင်စားဘူး။ တရားဝါလည်းမနာဘူးစာလည်းမဖတ်ဘူးဆရာတော်တန်ခါတော်မြတ်စိတ်ကမေးမြန်းခြင်းလည်းမပြုဘူးပေါ့ကျက်သူဘာမှမသိဘူးသူများရောင်လို့ရောင်လိုက်တာပဲရှိတယ်အဲ့လိုဗုဒ္ဓဘာသာမျိုးကိုမယုတ်ကလာဗုဒ္ဓဘာသာဗာဗုဒ္ဓဘာသာလေမခဲ့ပါတကယ်ဗုဒ္ဓဘာသာကဘယ်လိုဟာမျိုးလဲဆိုရင်ဩဘာသာတရားဆိုတာငါတို့တန်တရာတစ်လျှောက်လုံးကိုယ်ဝေရမရပဲတို့တို့ရဲ့အနေနဲ့ တရက်တာပေါ့နော်တကြိမ်လောက်စားရမယ်ကစုံရွက်ကလေးချင်းမောင်ရွက်ကလေးယူရင်ဝယ်ရင်တောင်ငါတို့ဟာရွေးကြရတယ်လက်ဆက်ကဲလားအညိုးနွမ်းနဲ့လွတ်ရလားအနာတွေလွတ်ရလားဆိုတော့ဒကမာကြီးများဈေးဝယ်တကမရွေးဘူးလားမရွေးပါဘူးခါရဟာအစိတ်30တန်နဲ့ကစုံရွက်စီကလေးနော်ချင်းမောင်ရွက်စီကလေးတောင်မှရွေးပြီးတော့ဝယ်တန်ဖို့မရှိရအစိတ်30တန်နဲ့ချင်းမောင်ရွက်နဲ့ ကစွန်းရတောင်ရွေးဝယ်ပြီးတော့မှဘယ်နဲ့တန်တရာတလျှောက်တုံးကိုကိုယ်ကမဲ့ဘာသာကြမှာမရွေးချယ်ပဲနဲ့မဆက်ဆက်ပဲနဲ့ကိုယ်ကိုယ်ကမဲ့ဆိုရင်ဒီလိုအင်မတန်မိုက်တဲ့ပုဂ္ဂိုလ်ခေါ်နေတာပေါ့ဒီတော့တကယ်ဘုရားဘာသာဝင် ပုဂ္ဂိုလ်ကသူကစမ်းစစ်တယ်ငါဘုရားအပေမဲ့ပုဂ္ဂိုလ်လို့ကိုယ်ကိုယ်တော့ဖြစ်စေရအောင်ငါကိုယ်တိုင်ဘာသာလေးခုလေ့လာမယ်ဆိုပြီးတော့ကိုယ်ဘုရားဘာသာကြောင့်လဲဟလာစာပေတွေဖတ်ရှုကြည့်တယ်တရားပေါ်တွေနားကြည့်တယ်မသိတယ်မေးမြန်းကြည့်တရားဘာသာနဲ့ရှင်ကြည့်တော့မှာ ဩဒုဗ္ဗရဘာသာတကယ်ကိုအာဟုထိုက်တာပဲအနှစ်သာရအပြည့်ဆုံးမှာပဲလားလို့ဂျင်းနေတဲ့ကတကယ်သိပြီးတော့တကယ်ကိုဘောတဲ့ပုဂ္ဂိုလ်ကြတော့မှတ်လိုက်ပေါ့တကယ်ဗုဒ္ဓဘာသာပါပါလေအဲ့ဒီပုဂ္ဂိုလ်ကရောက်ပါသာမန်ချင်းမှအတူတူပါပဲဘယ်ချင်းမှကွဲသွားတယ်လဲဆိုရင်ဘာသာကျမ်းနဲ့အိမ်အောင်ကြပြီဆိုရင်မယုတ်ဗလာဗုဒ္ဓဘာသာကတခါတည်းပါသွားရောတကယ်ဗုဒ္ဓဘာသာကပါမသွားဘူးအဲ့ဒီဘာသာရှာမိမိရဲ့ ေသက်ဆုံးတဲ့ပုဂ္ဂိုလ်မိဘသားတဲ့ဝန်အောင်လုပ်ပေးနိုင်တယ်။နောက်တကယ့်ဘုရားအဲနောက်တစ်ခုကတခြားဘာသာကနေပြီးတော့ဟုတ်လားဥစ္စာစည်းစိမ်နေယောက်ျားမိန်းမတွေနဲ့ဆွဲဆောင်လာတဲ့ခါမှာမြေဝလာဘုရားဘာသာကပါသွားတယ်။တချို့ဘုရားဘာသာကိုစံတဲ့စီတဘုန်းနဲ့လဲတဲ့ပုဂ္ဂိုလ်တွေဆိုတွေ့ဘူးနေပါတယ်။မသိတဲ့ပုဂ္ဂိုလ်များပေါ့။တကယ့်ဘုရားဘာသာကဘယ်လိုပဲဆွဲဆောင်ပါမသွားပါဘူး။ဒါကြောင့် မယုတ်ဘလားဘုရားတကယ်ဘုရားအဲ့ဒီလိုပွဲလာတယ်လို့ဖြေပြရစေနံပါတ်၄ကတရဏဂုံပြက်ရှင်းနှမျိုးအကြောင်းကိုရှင်းလင်းဝါကြပြတော်မူပါဗျာတဲ့သူပြတရာကတိုင်းမှာ ကာကြီးတရဏဂုံဒီအရိယာတို့၌တည်သောလောကုတ္တရာတရဏဂုံခါဝေးဝိတုဇဏုနဲ့တည်သောလောကီတရဏဂုံတဲ့ဒါနှမျိုးလုံးရှင်းပြရမှာပေါ့ဘုရားတို့တရဏဂုံက အရိယာမှာတည်တဲ့တဏှာကုံမှတ်လိုက်ဘယ်တော့မှမပြတ်တော့ဘူးအရိယာတဏှာကုံခေါ်တယ်တောတာပန်တည်သွားတဲ့တည်သွားလို့ရှိရင်ဘဝဆက်ဆက်ဘယ်တော့မှဘာသာမပြောင်းတော့ဘူးအဲ့ဒါအ ਨੇ ဆုံးတောတာပန်တည်ရမယ်အတောတာမှမတည်ရင်အ ਨੇ ဆုံးနာမရူပပရိစ္ဆေဒဉာဏ်နဲ့ပစ္စယပရိကဉာဏ်နှစ်ပါးကိုရဝိပဿနာတရားကိုနာကြအဲ့ဉာဏ်နှစ်ပါးရသွားရင်လည်းပဲဘာသာမပြောင်းတော့ဘဝဆက်ဆက်အဲ့ဒါကတော့ဝိပဿနာတရားတွေနာကြမှာဖြစ်မယ်အဲနာကြဖို့ဆိုရင်ဥစဉ်ဖိမန္တကပြုခဲ့ပါဘူး အဲအဘိုးသင်းခုလခုနှစ်လပိုင်း16 17 18 19 25ညမနောက်ရံကငါရုပ်ကဓမ္မယုံကြီးမှာဘုရင်ဒီနံပင့်ထားပါတယ်ဝိပဿနာတသက်တရား9ညဟောပေးပါမယ်တောင်းယူပါတယ်အဲ့ဒီညာနှစ်ပါးရသွားဖို့ဘဝဆက်ဆက်ဘာသာမပြောင်းဖို့ပေါ့အဲ့တော့ဝိပဿနာလေးရတော့နားပြရမှာပေါ့နော်အနည်းဆုံးဒီညာနှစ်ပါးရမယ်ဘုရင်ဘုသူရှင်ဆိုလို့ရှိရင်တော့ပေတာနဲ့တရဏဂုံပြတ်သွားပါတယ်ဒါလိမ့်မှတ်သွားပါ ပေးရင်ဝိရုဇဉ်ကတဏှတကုံဘာဖြစ်သွားလဲဖြစ်သွားပါလေအဲ့တော့ယောဂီတို့ကလူတည်တဲ့အခါမှာတုတ်တံမှာဖြစ်တဲ့အိမ်မှာဖြစ်စေတချို့တဏှတကုံတင်းနေဆိုတာမလုပ်ဘူးလားအဲ့တဏှတကုံတင်းတယ်လည်းပြောပြအောင်လေတဏှတကုံတင်းတာကယောဂီတို့တကယ်တော့အဲ့သေးတဲ့အာသုဘကြီးတင်းတာမဟုတ်ဘူးယောဂီတို့ထင်တာကအာသုဘကြီးကိုတင်းတယ်လို့ထင်တာမဟုတ်လားအဲ့ဒါမှားနေတယ်မဟုတ်ဘူးကျန်ရင်ကတည်းကမိသားစုကိုတဏှတကုံထပ်တင်ပေးတာ ဘာလို့တင်ပေးလိုက်ပြလဲတင်ပြရမှာပေါ့သူကမိမိရဲ့သုံးသားချင်းတော့တေးပြီဆိုရင်ငိုးယိုးပြီးတော့ဘုရားတဲ့တန်ခါမိသွားတာလေတောကမိတွေလောင်ပြီးတော့ဒါကြောင့်တရဏဂုံပန်းနေညှိုးနွမ်းသွားတယ်ဒါကြောင့်ကြံတဲ့ပုံပုံမျိုးတရဏဂုံတင်ပေးတာအဲ့လိုမျိုးတွေဥစဉ်မန်းလေးမှာကျုံခဲ့ရတယ်ဒါဘာတိုင်းမျိုးတော့ရင်တော့ဥစဉ်ကတာမရဘုရားမျိုးမှာမွေးပါပဲအဲ့ဒါအာသုဘတခုပြင်ရောသူတို့ကအဲ့လိုပဲတင်းချိုင်းမှာတရဏဂုံတင်မယ်ပေါ့ ဥစဉ်ပါဝတန်ခါ၅ပါးကျွတ်သွားတယ်။ဆရာတို့ရေရဥစဉ်ကတရားဟောငငယ်တဲ့ဝါဒနာပါတော့ဥစဉ်မှာဟောခံတယ်။ဥဇဝနာအရှင်များဟောပါတယ်။ဒါဥစဉ်ကလည်းမှထိုင်ရတယ်ပေါ့။အဲ့မှာတင်ဒုက္ခတွေ့တာ။အတုပါတွေရောက်လာတော့အခေါင်းကြီးကိုလေဥစဉ်တရားဟောမှာခေါင်းကြီးရှိပြတယ်မြတ်အနည်းကတိုးလာတယ်သိလား။ဗနေထားတယ်မတူပြနိုင်တာကိုသိလား။ထောက်ကိုပြည့်ကျင်နေပေါ့။အားနာလို့အောင့်နေရတယ်နော်။ဒီဒီအတုပါရှင်နေရှိဆိုတော့ အဲ့တော့ဦးဇင်းအဲ့ဒါလည်းပြောခြင်းပါတယ်သေပြင်းရောက်ကြည့်လို့မြန်မြန်မြှုပ်တာအကောင်းဆုံးပါပဲเนาะနောက်ပြီးလေဒုက္ခမရအောင်မ3ရက်5ရက်မထားပါနဲ့အချိန်မီဒီနေ့ဒီနေ့လေးချလိုက်တာအကောင်းဆုံးပဲသူ့တို့ချက်ချင်းလှူပေးလိုက်အဲ့ဒါအကောင်းဆုံးပဲเนาะတချို့ကရက်လေဆိုပြီးတော့မြန်မြန်စွမ်းစားလှူမှတ်ဟာတွေခုနှစ်ပြောင်ဆောင်နေစောင့်နေမလို့ဒီနေ့တွေနဲ့ပြင်တာပဲတန်ငါတွေပြင်ဟုတ်လားမြန်မြန်စွမ်းစားပြည့်ပြည့်စုံစုံလှူပြီးတော့ဒါအမြပြေးလိုက်ဘောက်လေဆိုတော့ရောက်ကြည့်လို့ဒီအမြပြေးတဲ့ကမြန်မြန်အမြပြေးသူ့မှာမြန်မြန်ကုသိုလ်တွေဘုဘမှာအကျိုးတွေရတော့တာပေါ့ ခွန်နဲ့ပြေးမှာပြောဆိုခွန်နဲ့စောင့်နေအောင်ပြေးတာပေါ့ဒါကြောင့်ညံ့ညံ့ယူတာအကောင်းဆုံးပြောချင်ပါတယ်ပြင်လဲတော့ညံ့ညံ့ချတာအကောင်းဆုံးပဲပေါ့အဲ့ကူကြီးဘုန်းကြီးဒုက္ခရောက်ဟာအားလုံးလက်ကံပေါ်နေပိတ်ဦးစင်အစိုးဆုံးပေါ့တည့်တည့်ထိုင်နေရတယ်အဲ့ဒါတရဏဂုံတင်ညာဆိုဟေးဆိုတော့သူတို့ကတော့ဒီတိုင်းပဲလေပြေးတတ်တော့လူသေးတရဏဂုံတင်နေထင်တာကိုအဲ့တော့ဟိုကပေါ်အဆိုင်တရာဆွဲထုတ်တယ်တရဏဂုံတင်ကန်လေးကြတော့ဆွဲထုတ်ပြီးတော့ဒဇောက်ကိုလူသေးပါတဲ့ထိုးထည့်လိုက်ဒဇောက်ကိုပြုတ်လက်ထဲလာထည့် ဲ့ဒါဘုံကြီးနဲ့လူသေးတဲ့တန်လိုင်းဖြစ်နေတယ်ဟုတ်လားမသိရင်တော့ဘုံကြီးနဲ့လူသေးနဲ့တော့အေးဟိုမှာဖုံးဆက်တယ်ဟုတ်လားတင်းတဲ့မှမှပြကြည်တတ်မအောင်ကြိုးရိတ်တမ်းပေးတယ်သူတို့အစိတ်ထင်ရတော့ဘုံကြီးတင်ပေးတဲ့တရဏဂုံကလူသေးပါတဲ့တဲ့ဝင်သွားမထင်မရပါနဲ့နော်မဆိုင်ပါဘူးဗျာဒါလည်းသိထားပြည့်ချင်တယ်နော်အဲ့ဒါကဘုဇင်းတို့ဒါခုနဘိုးတဲ့တရဏဂုံကြောင့်ပြောရင်းနဲ့ဗောဒါကြောင့်ဘုဒ္ဓဆင်းများဟာသေရင်တရဏဂုံပြတ်ပါလေနောက်ဘဝဘာသာကြဖြစ်သွားနိုင်မှာဒါကြောင့်အနည်းဆုံးဦးဇင်းတို့ဝိပဿနာတရားကို နာမတုပပရိစေဒဉာဏ်နဲ့ပစ္စယပရိဉာဏ်နှစ်ပါးရအောင်တော့နာဟုသိခြင်းပါတယ်။